ဆိုလိုချင်တာကအဲ့ဒီလိုမျိုးကျမလောက်ဆောင်မှုတွေပုံမှာရောအန်တီတို့အနေနဲ့နော်အန်တီရွှေမုံမုံတို့နန်းနန်းနေနေနိုင်လို့လက်ခုပ်တီးပြီးအားပေးခဲ့ဘူးလားတချိန်တစ်ခါလောက်မညိုထိုးရရင်လက်ခုပ်တီးပြီးအားပေးရတဲ့တက်တီလည်းရှိရတယ်နော်ဆိုတော့အခုကဘာဖြစ်ချင်နေကြလဲမဘုဒ္ဓကိုအဖမ်းခံစေချင်တာမဘုဒ္ဓအဖမ်းခံရရင်ရှင်တို့ပျော်မှာလားရှင်တို့အဖမ်းခံစေချင်တာလားနိုင်ငံရေးမလုပ်စေချင်တော့လားဒါဆိုဟုတ်တယ်ကျမအော်တော့တက်ခတ်မှုတွေများတယ်တော်ပြီနိုင်ငံရေးစိတ်ကိုမင်းနိုင်ငံရေးမလုပ်တော့ဘူးမဘုဒ္ဓနားပြီနိုင်ငံရေးနားပြီကျမနိုင်ငံရေးတွေနားလိုက်ပြီ အဲ့ဒါဆိုရင်အန်ဒီတို့ပြောမှာလားဥပမာကွယ် PDF တွေလက်နက်ကတော့ခေါ်ပါတယ် PDF ကိုတောင်မှနော်ပြင်မှုကျွလုံးချင်းမရှိတဲ့ PDF တွေမျိုးလိုမိဘအုပ်ထိုင်းသူတွေပြန်လဲအနှံ့ပါတယ်ဆိုပြီးတော့ကြီးတယ်မှုငယ်အောင်ငယ်တယ်မှုပပြောင်လို့လို့ရှိရင်ကျမတို့မှာအပြစ်တွေရှိရင်လည်းပဲကျမတို့အချိန်ချင်းကြီးတယ်မှုငယ်အောင်ငယ်တယ်မှုပပြောင်ဝေဖန်လို့ရတယ်ထိန်းချောင်းပေးလို့ရတယ်ပြုတ်ပြင်ပေးလို့ရတယ်နော်ဥပမာကျမကျမဆိုလို့ရှိရင်ကျမကိုလာပြီးဓာတ်ရိုက်ဆက်သွဲလာဓာတ်ရိုက်လာပြော ဲ့ဒီလိုပြောပြရမယ်တောင်းရယ်အချင်းချင်းထိန်းချောက်ရမယ်တောင်းရယ်ရှင်တို့တွေမှာရှိတယ်အဲ့ဒီလိုမျိုးထိန်းချောက်ပြီးတော့ကျမကလက်မခံဘူးဆိုရင်အော်ငါတို့ပြောတယ်လက်မခံဘူးသူ့ထိုင်နေသူ့ကံသွားဒါမျိုးပဲဖြစ်တယ်လားအဲ့တော့ခင်ဗျားရွှေဆိုင်တွေမှာရွှေဝဲတာတို့စိမ့်ဆိုင်မှာစိမ့်ဝဲတာတို့ဟာကိုယ်ပ္ပံကိုထိုင်ဖြုံးနေတယ်အတူတူပဲပြီးတော့ခင်ဗျားတို့ဟာရွှေဆိုင်စိမ့်ဆိုင်တွေမှာဘာသွားလုပ်နေလဲဆိုတော့ပတ်စံတွေခင်ဗျားတို့ခင်ဗျားတို့ရဲ့ပိုင်ဆိုင်ပတ်စံတွေကိုသွားပေးထားပြီးတော့ဟိုဘာမှမသိရတူလားဆက်လားမသိတဲ့အရာကြီးကိုဝက်ပြီးတော့ခင်ဗျားတို့ကဂုံယူနေကြတာအဲအကုန်လုံးအလိမ်ခံထိကြတယ်ခင်ဗျားတို့တချို့တကယ်ကျွန်တော်ကောင်းတယ်နော်ပြန်တွေ့ကြည့်လူမောင်ကိုယ်လေးကြီးလည်းပါတယ်နော် ဆိုတော့နောက်တစ်ခုကစိန်နေရာမျိုးဆိုရင်တချို့တွေပြောတယ်နော်တချို့တွေပြောပါတယ်စိန်နေပါဆိုအာစိန်ပစ္စည်းတို့ရှိကိုပြန်လာရောင်းပြန်ဝယ်မှာလုံးဝပေါက်စင်းနဲ့ပြန်ဝယ်မှာဒါပေမဲ့ကိုကလောထဲထားပါတော့တိတ်တောင်းတောင်းဒီစိန်လက်စွပ်ကြီးတခွန်းတွေတိတ်တောင်းသွားပေးလိုက်တယ်အဲ့တိတ်တောင်းပေးလိုက်ပြီးတော့သူ့ကိုစိန်လက်စွပ်လို့ပြောတော့စိန်ဟုလုံတော့လုံထားတဲ့စိန်ပေါ့ဗျလုံစိန်ကြီးပေါ့လူလုံစိန်ကြီးကိုသူပေးလိုက်တယ်အဲ့ဒါယူတော့တကားကားနဲ့ကြွားဒါပေမဲ့ तू อ่ะအစီအမပြေတော့ပြောင်းမယ်ဆိုရင်တိတ်တောင်းဟိုကပြန်သွားပေးတဲ့အချိန်မှာဟိုကအဲ့တိတ်တောင်းကိုကင်ပြီးတော့တခြား property တစ်ခုမှာသွား investment လုပ်ထားပြီးပြီ ။ပရှင်းပြောရင်တော့လုထားပြီ။အဲ့တော့3000တောင်းတန်ပစ္စည်းအောင်မှာ3000တောင်းပြန်လာဆိုတော့ရကောင်းရနိုင်တယ်။ဒါပေမဲ့သေချာတာကတော့3000တောင်းပြန်မရတော့ဘူး။90ရဲ့နှုန်းလောက်ပဲသူပြန်ရမယ်။အဲ့တော့3900တောင်းမှာ1000ကိုရှုံးသွားတယ်။ပတ်စံ1000 3000အလငါးသူသွားပေးထားသူဖြစ်တယ်။ကိုပတ်စံကိုသူ့ကိုဇဘောအပေါင်သွားပေးပြီးတော့ကိုကတူလာဆက်လာမသိတာဝယ်ဝတ်သူလိုဖြစ်တယ်။အဲ့တော့ခင်ဗျားတို့စိန်ဆိုင်နေသွားဝယ်လို့ဆိုတာခင်ဗျားတို့ကိုယ်တိုင်ပြန်စဉ်းစားကြဖို့လိုတယ်။ကျွန်တော်တို့ပြန်လဲပြီးတော့စိန်ဆိုင်နေခင်ဗျားတို့စိတ်ဝယ်တာကိုတချို့လူတွေစိန်အတုတွေထွက်နေရဖြစ်တဲ့အတွက်တချို့လူတွေစိန်ဆိုင်နေမှာဝယ်နေတယ်ကျွန်တော်တို့အာမပေးဘူး။ဝယ်တဲ့လူတွေတော့ဝယ်ချကျွန်တော်တို့အာမပေးဘူး။ခင်ဗျားတို့အဲ့ဟာကြီးက စီးပွားရေးမဟုတ်ဘူးအဲ့ဒါ business မဟုတ်ဘူးတကူတော့ခင်ဗျားတို့တကူကတော့လိန်နေတဲ့တကူဖြစ်နိုင်တယ်เนาะဒါတကူတစ်ချက်နောက်တစ်ခုကရွှေတိုင်းလည်းအလားတူပဲရွှေတိုင်းလည်းခင်ဗျားစဉ်းစားကြည့်ရွှေတိုင်း A ဆိုရွှေတိုင်းရောင်းတဲ့ရွှေကို B ဆိုရွှေတိုင်းက B ဆိုရွှေတိုင်းကနော် B ဆိုရွှေတိုင်းကမဝယ်ဘူးအော် A ဆိုရောင်းတဲ့ရွှေတိုင်းရဲ့ရွှေကို A ကပြန်ဝယ်တာ B ကပြန်မဝယ်ဘူးဆိုင်ရှိအဲ့တော့ ဲ့တော့တခါတလေတချို့ဆိုင်တွေရှိမယ်စီဆိုတဲ့ဆိုင်ကပေါ်လာပြီးတော့လာမယ်မယ်ကြိုက်တဲ့ရွှေလာရင်ငါတို့ဝယ်ပြီးတယ်ဆိုတာလေအဲ့ဒါလေဝယ်သေးဝယ်ပြီးတယ်ပြောတာ तू လည်းအကန့်အသတ်နဲ့ပဲဝယ်တာပြီးရင် तू ပြန်ရောင်းနေတဲ့လူအုပ်စု तू ပြန်ရောင်းလေအဲ့တော့ပြောချင်တာဒီဘောကနေလူတွေရဲ့ပတ်စံလေးရဲ့ဘောကနေလှက်ပတ်ပြီးတော့ပစ္စည်းလေးတစ်ခုကိုရော့ဆိုအပေါင်ပေးသလိုပေးပြီးတော့ပစ္စည်းလေးတစ်ခုကိုကိုယ့်လက်ထဲကိုပေးထားပြီးတော့ဟိုဘန်စာအုပ်လိုပဲဘန်စာအုပ်လေးတစ်ခုပေးထားပြီးတော့ဘန်ပစ္စည်းတစ်ခုပေးထားပြီးတော့ခဏပတ်စံကိုဟိုကယူသုံးပလိုက်တာအတူတူပဲဒါကြောင့်ရွှေဆိုတာကခဏစုကျင်ရွှေနဲ့ပတ်သက်စုကျင်လက်ဝဲရတနာမစုနဲ့အတုံးနေတာစုကျွန်တော်ပွင့်နေပြောတာအတုံးတာစုအတုံးကတော့စိတ်ချအောင် ပိုဘရောမှာလည်းတော့ကတော့ကြိုက်တဲ့နေရာသွားအောင်လုပ်ရတယ်။ဟဲ့လက်စော့တို့ရှူလက်ကုတ်နှကောက်ဘာအဲ့လုတ်ကြိုက်တယ်လို့အဲ့ဒါတွေကိုတော့ခင်ဗျာ A ဆိုင်မှာဝင် A မှာပြန်ရောက်မှာပဲရမယ်။ဒါတော့ရှုံးတယ်။ရောက်သွားရင်အရွတ်လက်ခံနဲ့ရှုံးသွားခဏလောက်ရှုံးသွား။တထောင်ပေးထားရင်ခင်ဗျာပြန်ရမှာ900နဲ့ပုံမရဘူး။တေချာနဲ့ရှုံးပြီတရားအလကားအလကားကိုတော့ရှုံးတာ။တချို့ကပြောတယ်အာနှစ်တေချာတို့ငါတို့ပြန်ရောက်တာမြတ်တယ်လို့မဟုတ်ဘူး။ကာလပေါက်စင်းနဲ့ပြန်နှိုင်းရှင်ကြည့်ရှုံးတယ်ဆိုတော့မမေ့ဘူး။ဒါတော့ပြောချင်တာ။အဲကြောင့်ကျွန်တော်တို့ရွှေဆိုင်နေစိမ့်ဆိုင်နေကိုကျွန်တော်တို့ပို့လို့ပြောပြတော့အားမပြင်းဘူး။ကျွန်တော်တို့ဝယ်တာကိုအားမပြင်းဘူး။အဲ့ ဒါတွေချက်စာရင်ဒီဘက်မှာတကယ်ဝဲခြင်းတကယ်စုခြင်းအတုံးနေတာစုကျွန်တော်ကဒီလိုတိုက်တွန်းခြင်းဒါခင်ဗျားတို့စီးပွားရေးနဲ့ပတ်သက်လို့ပြောတာပါကျွန်တော်တော့အဲ့လိုပြောတော့ရွှေသမားစိန်သမားဆိုင်တွေဆိုင်ရလူတွေကျွန်တော်တို့တင်းညာပဲခင်ဗျားတို့ကိုယ်ကလည်းပြန်စဉ်းစားကြည့်ပါဗျာခင်ဗျားတို့စီးပွားဖြစ်နေတာလည်းခင်ဗျားဘာစီးပွားဘယ်လိုရှုထောင့်နေစီးပွားဖြစ်လဲဆိုတာခင်ဗျားတို့ကိုယ့်ကိုသိပါတယ်ဗျာခင်ဗျားတို့ဒါကတော့ကျွန်တော်ပြောလဲပို့ပါဗျာခင်ဗျားတို့ဘာကြောင့်ဘယ်ရှုထောင့်ဖြစ်လဲဆိုတာကိုယ့်ကိုသိပါတ